ဘောကကျင်းပါတဲ့စူပါဟီးရိုတဲ့လူလူမိတ်ဆက်ပွဲရှင်ပေါ်မှာကလေးတွေတချင်းစုံနေတော့စတားလိုက်ဘတ်တော်သားတွေကသူတို့ကိုတရားရုံးရှိမှလိညာမှုစဉ်ချောက်ချခဲ့တဲ့ဖော်နယ်ဟုံးကန်တာတို့ကပျော်မြောင်တင်းတင်းလာသပိတ်မှောက်နေပါတယ်ဟုံးလန်တာလည်းသူတို့ကိုတော်တော်မျက်မှောက်ကျုံလုံးလို့သူ့စိတ်ကိုမနှဲချုပ်တီးထားရတယ်ပချင်းတန်ရက်သွားတော့မှဒီနိုင်ငံရဲ့တမိုင်မှာပန်တီးအများဆုံးကဟိုစတားလိုက်တွေပဲသူတို့ကနိုင်ငံကာကွယ်တဲ့စူပါတွေကိုရှင်းကျင်နေတာလို့အစချီပြီးသူ့ထောက်ကန်သူတွေကိုစတားလိုက်မုန်တေးတရားတွေအရင်ဟောလိုက်တယ်သူတို့စူပါခုနှစ်ဖိုလ်ကိုတော့ကက်တီရှင်တွေလို ူအကြီးအကျယ်စတင်ပြီးမှအဖွဲ့ဝင်တစ်တယောက်ဖြစ်တဲ့ Firecracker နဲ့ Sister Sis တို့ကို Simple Wu ဖိတ်ခေါ်လူလူနဲ့မိတ်ဆက်ပေးလိုက်ပါတယ် Sister Six ကတော့ပူပူဝဝနင်နာပြပြမှာသူ့ဝတ်စုံဒီဇိုင်းကကောင်းငင်းငချိထုတ်ထားသလိုဖြစ်နေတယ်။ညံကောင်းတယ်ဆိုပြီးသူ့ကိုမထီသေးသာလုပ်ချင်နေတဲ့ Six ကိုစိတ်ဒုက္ခပေးခြင်းလို့ဟောင်းလန်ဒါကဒီဝတ်စုံကိုတမိန်ဝွေချဲခဲ့တာဆိုတော့သိတ်လနေပါလားလို့ကတိုးလေးကလိသလိုရေးလိုက်ပါပြီတဲ့။ Firecracker ကတော့စာကလေးက Silly Super ဆိုတော့လိုတာထက်ပူပြီး Hot နေတာပေါ့။ခုနဖော်ထဲမှာနောက်ဆုံးဇူးတဲ့နေရာကတော့ခိုတနေ့ကလန်ဂျုတ်ဖန်လူချင်းစီးတဲ့ဇလတ်မှာအလန်ရှုကတင်ရှင်လေးသူ့တာရိုင်ရဲ့ကိုတရားဝင်ပေးလိုက်ပါတယ်။ ်ဒီတော့သားတော်မကလက်ကိုစွန့်ပြောင်းစိတ်မပါတဲ့ကလေးကိုအခုချက်ချင်းပြုံးလိုက်စမ်းလို့ပြောနေရတာသူ့မှာမမောနိုင်တဖက်မှာဘူချာကစူပါရိုင်ယယ်လေးကိုစူပါအိတ်စစ်ခတ်ပြီးဂရိစယန်တဝဲစူပါထိန်းချုပ်ခန်းပွင့်မယ်လို့ဂျိုကာစတာနဲ့တိုင်မင်းနေတယ်ပြီးရင်ကလေးကိုတီတရားဝယ်လာအောင်ပြောမယ်မဝင်ဖေလိုတိန်တွေရှူခိုင်းမယ်ပေါ့သူစိတ်ကူးနဲ့သူတော့ဟုတ်နေတာပဲ firecracker ကတော့မီယာတွတ်ဆုပ်ဘွဲမှာသူ့ဗီဇာတိုင်းတခုတ်လေးလွင်အကြံဖန်သီအိုရီတွေကိုမြုပ်ထအောင်ဟောပြောနေပါတယ် စတားလိုက်အင်းကကာကွယ်ဆွေးနေကြောင်းကလေးတွေအော်ဒီရှင်ဖြစ်ရတယ်စတားလိုက်ကကလေးတွေကိုရောင်းစားနေတယ်ပေါ့မောင်းမတ်တွေဘလောက်တောင်ပြောသလဲဆိုရင်ဒူဒူကိုပုံမှန်လိန်ညာနေကြဟုံးလန်တာတော့ဆရာပြန်တဲ့ရန်ဘလောက် သူ့ကြည့်ရတာခဏခဏချော်လဲလို့တခမ်းလွတ်နေသလိုပဲငါတို့သူ့ကိုလူရာတိတ်ကြလို့လားလို့ဟုံးလန်နာသားဆစ်ကိုကတ်တိုးလေးမေးလိုက်ရတယ်။သူပါမရမယ်။ဒါမှပိုပြီးပွဲစုမလို့ဆစ်ကချင်းပြရတယ်။ကျဆက်သေးဟုံးလန်နာကနင့်ကြည့်ရတာတခုဖြစ်နေသလိုပဲဆိုတော့ဟုတ်တယ်ဒီဝစ်ဆောင်ကြောင့်ဇီးပီးစစ်ဖင်ချညက်ထားသလိုဖြစ်နေတာလို့ YouTube ပြတဲ့ပြောလို့ဟုံးလန်တာပြော်သွားပါတယ်။စူပါခနဲ့ဖော်တဲ့ကကတားတယ်လေးရိုင်ရဲကတော့မီဒီယာနဲ့ဝေးဝေးမှာသွားထိုင်နေတယ်။ ဘာပဲဖြစ်ဖြစ် fire cracker ရဲ့တဟုတ်လေးစင်း theory တွေကြက်မပြေတဲ့ homelander ဖောက်ခံသူတချို့ကတော့ကောင်းကောင်းသွေးထိုးလှုံ့ဆော်နိုင်လိုက်ပါတယ်။ထိုင်းကြောင့်လဲတိုင်းကြောင့်မိထားတဲ့တယောက်က starlight aim ကိုပောက်ချလာပြီးကလေးတွေကိုဘယ်မှာထားလဲ။မင်းတို့သူတို့ကိုမြေအောင်ခန်းထဲမှာဖတ်ထားတာလားလို့လာမင်းနေတယ်။ starlight ရဲ့အကျိုးဆောင်ရှိနေတာမဟုတ်မှတ်တွေမပြောဖို့တားပြီးနှင်လွတ်လိုက်တော့ဟိုလူကတနေ့နဲ့ထုတ်ပြီးချိန်မာတော့တယ်။ကက်တင်ရှင်မိုင်းမိထားဘူးမှာပဲ။ဒါကိုကိုလေးနဲ့စကားပြောနေတဲ့ Frenchy ကတနေ့ကိုဝင်လူလိုက်တော့ခေါလူ Frenchy နဲ့ခေါ်ကိုထိုးလိုက်လို့ Frenchy လက်ချက်ချင်းလက် တုတ်ပြလိုက်တာလူစန်းကောင်းစ်ယူတစ်ချက်ထဲနဲ့မှောက်သွားပါတယ်အကျိုးဆက်နေတဲ့ကတော့ကိုလင်ကဒဏ်ရာရသွားတဲ့ Frenchie ကိုပြန်ပြုစုပေးရင်တတအောင်နမ်းပေးရမလားဆိုတော့တချင်းကကိုလင်တို့မိသားစုကိုတတ်ခဲ့တဲ့ Frenchie လက်ပြမလို့ခါကြောင့်သူဒေါသကိုအခုလာကျူနေတဲ့ကိုလင်ပေါ်ပုံချမိလိုက်တယ်ဒီလိုဖြစ်တဲ့ကသူ့ကိုစိတ်သိမ့်ညစ်စေခြင်းနဲ့အတွက် The Wise Lin နဲ့ဝချင်းကိုကြောက်တဲ့အခါရှေးတွေအများကြီးပတ်လိုက်တယ်သူဆေးကြောင်ပြီးအနေအောင်တွေကြောင်တောင်းဖြစ်နေတော့ကီမီကိုကနေဝင်းနေဂျက်ဖတ်အကြက်ကသမားရှိတဲ့နေရာ ာသူတွေ့ပြီး Huey က CIA mainframe ကိုကြည့်ခွင့်ရတယ်။ဒီတော့သူကလည်း Huey computer ကို hack လိုက်တာတဲ့စိတ်ဆရာဝန်ပြောတာမှန်တယ်။အတိတ်ကိုရင်ဆိုင်ရမယ်။အဲ့ဒီနှုတ်ဆုပ်ကုန်းစုတွေကိုသွားမဲ့ဖက်မယ်။နေကူတရမယ်တဲ့။အခုလိုနေတာလုပ်ရမယ်လို့ပြောပြီးအတင်းခေါ်နေပါတယ်။ဒီချိန်မှာ Starlight က Huey ကိုကုခံပညာတစ်ခွက်ပြမယ်ပေါ့။ကုခံရတဲ့ပညာဆိုတော့ Starlight လက်တီကလုံးနဲ့မှာတယ်။တပည့်ကျော် Huey ရှိုက်တီအသက်ရှူမသွားပါတယ်။ဒီဘီကနေပြတာနေတဲ့ Super Chronicle လူ့ချစ်မိတ်ဆက်ပွဲကိုကြည့်ပြီးအမမ်ကက ဘလို့ဟာရင်ထဲ့လာတာလေပေါ့ကစက်တဲ့ MM ကသူ့ဝါရအထီကျုံခေတုံးကစတားလိုက်တာတူဘူးအမှုလို့အောင်တိုးတိုးတိတ်တိတ်လုတ်ပေးခဲ့တဲ့ H ring ကိုတချို့လုတ်ခိုင်းကျင်နေတယ်စတားလိုက်တဲ့ Huey ကတော့လက်မခံတဲ့ပြင်ဘူချကူတော့မှပြန်ခေါင်းဆောင်လုတ်ခိုင်းမလားဆိုတော့ MM ကလည်းမဲခွဲ့မယ်ပေါ့ ီတော့နေဝင်းဒီခိုင်းကိုဖြိုခင်းဖို့သွားမယ်။နှစ်ယောက်ကလည်းမင်းတို့မသွားခင်မဲထက်ခဲ့ဘူးဆိုတော့ခုနှစ်ယောက်ကလည်းတက်ညီလက်ညီနဲ့လက်ကလေးကိုစီထောင်ပြီးကြားနေမယ်ပေးလိုက်ကြပါတယ်။တစ်ဖက်မှာဘူချာကတော့ဂိမ်းကြီးစားနေတဲ့ Ryan ကိုသူ့အသက်6လပဲခံတော့မယ်ဦးကြောင့်ပြုပြီးသူ့အိမ်ကိုလာတွေ့စကားစမီပြောဖို့စီးအောင်နေတယ်။ Homelander ကလည်း Starlight Vault စန့်ကျင်မိခုံးတွေကိုပြန်ကြည့်ပြီးတိုက်တိုက်ဆိတ်ပေါက်ကွဲနေတယ်။ဒါကြောင့် Firecracker ကသူ့နားကပ်ပြီးဆရာဆရာလို့ခေါ်နေတာကိုချက်ချင်းမကြားနောက်မှသတိထားမိတော့မှဘာလဲပေါ့ Firecracker ကတုတ်တုတ်တက်လန်းတို့ဘာပဲလုပ်ရလုပ်ရလေမတုံလုံပါဟုံးလန်တာကြီးလို့ဆုံးဖြတ်ထားတာကြောင့်အဂိတ်ပဲပါပါကြည့်ဘာမဆိုလုပ်ပေးမယ်နော်လို့ထက်ခါတက်ခါပေါ်တင်ကြီးပြောလက်ထိုးယုံမကဒီကောလုံးထိုးအပ်နေလို့နုမပြတ်သေးတဲ့ဟုံးလန်တာလဲသက်ဆိုင်ရနေရာကိုတစ်ချက်ကြည့်ပြီးအိန္ဒိယဆယ်ခါထုတ်လိုက်ရတယ်မီတင်စတော့မမလားဒီကြားထဲဘလန်ဒွန်လူစားထုတ်ဖာရှင်းကလည်းခရကင်းတက်ကတူကနုပညာသင်တန်းကနေလာသူပြီးပြီးစူဂျင်ကကျင်နေတယ်အခုတော့ဘလန်ဒွန်ကိုစားခမ်းစွကြီးနဲ့ကြောက်ရွံ့လို့ရက်တိုက်ကလာတယ်စကားမပြောဘူးလို့ကြည့် ဲတဲုပ်ဆောင်နေရတာညင်းဝဲလူအက်ရှလီကိုလွတ်ပိုင်ခွင့်ရှိတယ်ထင်ပြီးသူ့ကိုစတိုင်ပြောင်းပေးဖို့ပူဇော်နေပါတယ်။ဒီအချိန်မှာပဲဟုံးလန်နာကတိတ်စီစဉ်ထားတဲ့အတိုင်းစစ်ကို CEO ကိုတက်ဖြစ်နေကြေညာလိုက်လို့အောက်ဆွဲအက်ရှလီအော်တိုဂျာဒူးပြစ်သွားတယ်။အပြင်ကလူတွေနဲ့ဆိုရင်တော့အက်ရှလီကရုတ်ပြ CEO ကိုစူပါခွနဖော်အတွက်တော့အတွင်းစီမှာပြတာဖြစ်နေအခန်းထဲကနေထွက်သွားရပါတယ်။စူပါတွေကြီးပဲကြံလို့မီတင်တကယ်ဆမဲ့ကြံစစ်ကရာဇဝတ်မှုစုံစမ်းရေးဌာနက find find ကိုလူတယောက်ကခိုးပြီး starlight တာတွေအပြစ်လုံအောင်လုပ်ပေး ်ခဲ့တယ်လို့ပြောပြပြီးအဲ့ဒီဌာနကိုကန်ကူတယ်ဖို့ဆွေရဲပောက်ထားတဲ့တတိကူဝိုင်းကြည့်ကြတယ်။ဒါပြေအဲ့ဒီစာပါခန်းထဲကိုဝင်နိုင်တဲ့လူစင်းကိုပေးခိုင်းုံကမကအဲ့ဒီဌာနကိုဦးစီးကွင့်မှုပါရှုပ်သိမ်းလိုက်ပါတယ်။တကယ်တော့ဖိုင်ခိုးတဲ့သူကအေချွိန်ပါ။ဒါကတော့ဘသူမှမသိကြ။ဒီစီးမှုခန်းထဲမှာပဲအေချွိန်စီကိုပြနိုင်မလားဆိုတဲ့သူ့ကိုစီက message ဝင်လာတယ်။သူ့ကိုမျက်နှာချင်းမဆိုင်ခြင်းနဲ့အခု plan ခေါ်နေတာမို့တိတ်ပြောပြီးချိန်တဲ့နေရာကိုသွားလိုက်တော့သူ့ကိုစာအမှန်ဖြစ်နေတာတွေ့ရတယ်။ ် MM က CIA စားပါတယ်ဟုပဲသူ့ကိုယ်ဖုန်းကို hack A train စီကိုသူ့ကိုယ်ရောင်ဆောင်ပြီး message ပို့ခဲ့တာဒီနည်းနဲ့မှ A train နဲ့တွေ့ရမှာဖလား A train ကတော့ဒေါ်လာထွန်းလုံးလို့ MM ကိုကတ္တရာလမ်းပေါ်ဒီတိုက်ဆွဲလိုက်ခြင်းနေပေမဲ့ MM က Starline နဲ့ Hiwi ကို flash drive ပေးခဲ့တဲ့တပ်သိမ်းထောက်တာသူ့မှာ CCTV မတန်းရှိတယ်။ဒါပေမဲ့ငါမလုပ်ပါဘူး။ဘာကြောင့်လဲဆိုတော့မင်းကဒီအပိုင်းအိတ်မပြော်ဘူး။မင်းတခုခုပြောင်းလဲခြင်းနေတာငါသိတယ်။ဒါကြောင့်ငါတို့ကိုခုနီးပါ။အချက်နဲ့တချို့ပေးပါလို့ချိန်ချောင်းနေပါတယ်။ KB ကနဲ့ Franchi တို့ကတော့နေဝင်းနေအုပ်စုရဲ့ထိဝက်နေရာတခုခုရောက်နေကြပြီ။ပထမလူ၁၀လောက်ရှိတာကို Kimiko တိတော်လို့ပြောပြတော့ Franchi ဟာသူ့တောက်ထားတဲ့မွေးရစေအာနစ်တင်တွေပြနေလို့သူ့မျက်စိထဲမှာအထူးစံတွေကြီးပဲမြင်နေတယ်။ Kimiko ရဲ့မျက်နှာဆိုရင်အေးပြောကြနေလိုက်တာများရေစေ ပကြီးကောက်ကိုရေနဲ့လောင်းချနေသလိုပဲနေစည်းကွက်နေတာလားဆိုတော့စိတ်ကြစည်းလေးပါတဲ့ဒီလိုနဲ့နေဝင်နေတိုင်းကိုကီမီကိုကဝင်းသမတော့ထွက်လာသမျှသွေးစာတိုင်းကဖရန်ချီရဲ့မျက်စီထဲမှာကလေးစချစရာအယုတ်တွေမျောလို့နေသလိုကြီးပဲသူ့မှာပြင်းနေရတယ်သူ့အတွက်ဆုံးရွားတဲ့အာယုံ၆ချားမှုတစ်ဆင့်တက်လာပြီးမရင်းကသူ့တက်ခဲ့တဲ့ကိုလီမီတာစုပါဝင်အားလုံးကိုမြင်ရောင်းလာတယ်ဒါနဲ့ပဲသူကီမီကိုကိုဝေကူတက်ခိုက်တာမျိုးမလုပ်ဖြစ်သူ့အာယုံတွေကရုံထွက်ပြီးမှတိုက်ပွဲတွေပြန်ဝင်လိုက်တော့ကီမီကိုကသူနဲ့နောက်ဆုံး fighting plane င်းနေတဲ့မိန်းကလေးရဲ့မျက်နှာကူးကင်းတော့ထူးထူးဆန်းဆန်းပနဲ့နဲ့မပြစ်ဖို့တားလိုက်သူအဲ့ဒီမိန်းကလေးထွက်ပြေးလွမြောက်သွားတယ် ဒီမင်းကလေးနဲ့ကီမီကိုထားမှာအတိတ်ကဇန်လန်းရှိခဲ့ပုံပဲဒါပေမဲ့ Franchi မေးတော်ကတော့ကီမီကူကမဖြေတဖက်မှာ Raya က Hollander ကိုမပြောဘဲသူ့သဘောနဲ့သူ Wucha ရဲ့ truck ခန်းကိုရောက်လာတယ် Wucha က Raya အတွက် Super AC ခတ်ထားတဲ့ကုတ်ပြီးတွေကျင်းစင်ထားတယ်ဒါက Raya ရဲ့မီးဖုတ်တဲ့နေတိုင်းလုံထားတာဒါပေမဲ့ Raya ကသူစားခြင်းစိတ်မရှိဘူးဆိုလို့နောက်မှစာရင်ယူစားဆိုပြီးကုတ်ကီးထားတဲ့နေရာကိုမြင်သာအောင်ပြပစ်ချာပြထားလိုက်တယ် Wucha ခပြတ်တဲ့ရမှာကြောက်နေလားလို့မေးတယ်ကလေးကနင်းနာမကောင်းသူ့အတွက်စိန်ကောင်းဖြစ်နေတယ် Wucha ကလေးကို ီးပြီးတနားစိတ်ဝင်လာတာနဲ့စိတ်ပြေလက်ပြောင်ဘောလုံးခုံနဲ့ကစားဖို့စွဲလိုက်တာရိုက်ရိုက်ဒီကစားနေဦးတော်တော်ပျော်သွားပါတယ်ဒီလိုနဲ့တနေ့လုံးနေပါနှစ်ယောက်သားစကားတွေပြောရင်မော့ပြီးအချိန်ကုန်လုံးလာတယ်ကစားရင်းနဲ့ဘွေးချကဗန်နူရန်စီမှုမှာကယ်တင်ရှင်လွတ်ခဲ့တဲ့ကြောင်းမေးတော့ရိုက်ရိုက်ကအဖြစ်မှန်ကရွှေရှင်ရိုက်တုံးကသူလူတယောက်ကိုမတော်တဆသတ်မိသွားတယ်လို့မျက်နှာငယ်ငယ်နဲ့ပြောပြလိုက်တော့ဘွေးချတော်တော်စင်ကောင်းဖြစ်သွားတယ်ထိုက်တော်နဲ့စူပါအိတ်ဆစ်ခတ်ထားတဲ့ကူကီးတွေကိုအကုန်နှံ့ပြစ်လိုက်ပါတော့တယ် ဖော့ထာဝါမှာတော့စစ်တာစီညာဟုံးလန်နာတို့ကနိပညာဌာနကဝိုင်းရဲ့မူတန်းအနိကကိုခေါ်ယူစစ်ဆေးနေတယ်ပြီးခဲ့တဲ့လကနိကတာကစတာလက်ကိုဖုံးဆက်ခဲ့တဲ့အတွက်ဘာကြောင့်လဲမေးတဲ့အခါမိဘမဲ့တွေအတွက်အဝတ်အစားတွေလှူကျင်လို့ပါတယ်အနိကကတိတ်ကြောက်လန့်နေတော့ဟုံးလန်တာသိနေတယ်စစ်ကလည်းဘသူမှမကြောက်ပဲအမှန်တိုင်းပြောဖို့ဖြောင်းဖြတော့မှလွန်ခဲ့တဲ့သုံးရက်ကစတာလက်ကသူတို့စီဘူးဖုံးဆက်ခဲ့တဲ့အကြောင်းပြောပြလိုက်တာနဲ့ဟုံးလန်တာကဒေါသထိမ့်မြဖြစ်ပြီးလုတ်တဲ့ရဲ့နိကကိုချက်ချင်းဝရင်တို့လိုက်ပါတယ်ဒါကိုရုတ်ပြစီးကို ို actually ပြင်သွားတော့သူယာတုကနေနှုတ်ထွက်ဖို့ season ထားတာတွေကိုမလုပ်ဖို့ဆုံးဖြတ်လိုက်တယ်အတွေ့ရတဲ့အားလုံးသိထားတဲ့သူ့ကိုအစဖြောင်းပါဆိုလို့သူ့ခန်းပြောင်းလို့ဒါနဲ့နှုတ်ထွက်စွာကိုဖြတ်စည်းပြလိုက်ပါတယ် starlight ကတော့ firecracker ရှိတဲ့ခန်းနဲ့ပြန်ခိုးဝင်ပြီးသူ့ကိုဘာကြောင့်ဒီတော့မုန်းလာလဲလို့ထက်မိဒီခန်းကအရင်ကသူနေခဲ့တဲ့ခန်းအခုတော့ firecracker ရဲ့အခန်းပေါ် starlight က firecracker ရဲ့နောက်ကျောင်းကိုလုံးလုံးလင်းလင်းမသိတာသိကြသွားတော့မှနောက်ကျောင်းပြန်လှန်တယ်တကယ်တော့သူ့နာမည်ရင်းက sparkler လို့ပြောပြလိုက်မှာ အန်ဒီလည်းနည်းနည်းစိတ်ကောင်းဖြစ်သွားတယ်။ပေါ်၊နင်က God Bless America ဆိုတဲ့တယောက်ပဲ။သူတို့ငယ်ကပေါ် Super Swan နဲ့ကလေးနှစ်ယောက်ပြိုင်ပွဲကဘာမှာ Final ထိတက်ခဲ့တယ်။ပြိုင်ပွဲနှစ်ယောက်အဲ့ဒီချိန်ကအန်ဒီလေးက90 zone နဲ့သဘုတ်လေးလွင့်စတဲ့မတွေဖြတ်ချီခဲ့တယ်။ Sparkle လူကြားထဲမှာအရှက်ရလေပြင်ပြိုင်ပွဲမှာလည်းရှုံးနေသွားခဲ့တယ်။ Sensitivity အဲ့ဒီချိန်ကအပါကျူးလို့သူက Starlight အခုချိန်မှာအညိုကြီးကြီးနဲ့လက်တုံပြန်ချင်းသူက Firecracker ဆိုပြီးဖြစ်လာရအောင်စိတ်မကောင်းစွာသိလိုက်ရပါတယ်။တစ်ဖက်မှာ Huey နဲ့ မမ်ကဖော့ရေခဲ့ပြင်စကိတ်ဆွေယုံကူရောက်နေတယ်တကယ်တော့ဒီနေရာကိုစစ်စတာစင်းနဲ့ဟောင်းလန်ဒါတို့ပြင်ဗစ်တိုးရီးယားနျူမန်တွေ့ဆုံမယ်လို့အေထရေးစီကဒီသတင်းရထားလို့အမမ်ကတဖွဲ့လုံးကိုကြမ်းကြောင်းကြားထားတာပါဒါပေမဲ့ရောက်လာတော့ကိုခံရတဲ့ပညာပဲတက်တဲ့ဟီဝီပဲဖြစ်နေလို့အမလို့အမရဖြစ်နေတယ်ဟီဝီကတော့အေထရေးစီကရတဲ့သတင်းဆိုတော့ထောက်ချုပ်လို့ထင်ပြီးတက်ခေါက်ပြဖို့ပြောပေမဲ့အမုံကတော့သူကခေါင်းဆောင်ဆိုပြီးအမိတ်နာခံခိုင်းလိုက်တယ် ဒီတော့မှဟီဝေကလေဝင်လူထပ်ပေါက်ကလည်းပြောသမျှစကားတွေကိုနားထောင်ဖို့နေရရှိဘူးသူသမရလောင်းနျူမန်ဖော့တ်အွန်အိုက်စ်ကျဆက်ကလူတွေနဲ့အမတ်တရတက်ပုံရိုက်အဲ့ဒီနောက်အဆီဇင်တိုင်းဟုံးလန်ဒါ6တုန်နဲ့အခန်းတစ်ခုပြဲမှာတွားတွေ့တဲ့ဆဆတင်ဆွေးနေတာကဖိုင်ယာခရက်ကာအကြောင်းဘတ်တောက်ဒီဟာမာလေးကိုစမ်းတင်ဝတ်ထုတ်တာလဲပေါ့6ကရှင်းပြရဲသူမှစတားလိုက်ကိုချင်မှုနိုင်စွဲနဲ့စွဲစင်ရင်ရှိတယ်စတားလိုက်ကရေခဲတောင်ကလည်းပထမဦးဆုံးလွန့်ထလာတဲ့ကြောက်တုံးလေးတုံးအဲ့ဒီနောက်တော့ဒေါင်လုံးပြိုဆင်းသွားလိမ့်မယ်လို့သူ့ကြံစီကိုရှင်းပြရဲဒီ နောက်သူတို့နိုင်ငံရေးလှုပ်ရှားမှုဆက်ကြတယ်။သမရလောင်းရောဘတ်ဆင်ကောက်ကရှင်းမုတ်ကိစ္စမှာရွေးကောက်ပွဲအတည်ပြုပေးတာနဲ့ဗစ်တိုးရီးယားကဒါကိုလှုပ်လို့မရဥပဒေကရှိနေတယ်။ညူမန်မှာပြစ်မရှိတော့အလီဘီပြဖို့လိုတယ်။ဒါကြောင့်ရှင်းမက်တာဝန်ကိုဘော့ကယူမယ်။ The Seven အတွက်တော့ညူမန်လိုလူစားအာနာရှိဖို့လိုတယ်။အခုဆိုရင်စူပါတူကိုဆွတ်တက်တဲ့ဝင်းဝဲမပေး၊ကျန်အစိုးရလုပ်တွေကိုလည်းဘေးဖယ်ထားပြီးချက်ပေးသက်သက်ကြောင်ထိုးထားတယ်။ဒါကြောင့် Sage ကအာနာအလုံးကိုပြက်လို့ခြင်းနေတယ်။ဒါတွေဖြစ်ဖို့ညူမန်သမရဖြစ်ဖို့လိုတယ်။ ဖို့ဗစ်တိုးရီးယားကဒီအကြံစီကိုကန့်ကွက်ပေမဲ့ဟောင်းလန်ဒါကဆက်ပြီးချောင်းဖျားနေတယ်ဒီအချိန်မှာပဲအပေါ်ကနေချောင်းနှောက်ထောင်နေတဲ့ဟီဝီရဲ့ချွေးသာလေဝီလီထွက်ပေါက်ကနေဟောင်းလန်ဒါဘုံကိုကျသွားတော့အနံ့ခံကောင်းတဲ့စူပါဟောင်းလန်ဒါကဟီဝီပဲဆိုတာသိသွားလို့လူရှိမဲ့ထင်မဲ့နေရာကိုမှန်ပြီးဝရင်တွလိုက်ပါတယ်ကင်မတိုက်ခတ်တက်ပေမဲ့ထွက်ပြေးရကောင်းမှတိတဲ့ဟီဝီနောက်ကဟောင်းလန်ဒါကဒေါသတကြီးဝရင်လိုက်တွလိုက်တာကြားတဲ့ကနေ hot on ice အဖောက်ဝင်သူအချောင်းသိဆုံးသွားပေမဲ့ဟီဝီကတော့အေးချင်းဝင်ကယ်လိုက်လို့လွတ်မြောက်သွား ါတယ်။သူ့ကိုကယ်တင်သူက A train ကိုရင်ဖြစ်နေလို့ Huey fake အာတင်သွားတယ်။ A train ကတော့ဘာဖြစ်ရှိချက်မှမဖြစ်ပဲနေရာကနေချက်ချင်းပြောက်သွားပါတယ်။ဒီလိုဖြစ်နေချိန်မှာ The Boys လက်မြဝင်ချင်းမှာတော့ Franchi ကို Kimmy ကဘာကြောင့်ဆွေးနေချနေရလဲ။စိတ်ဒုက္ခရှိရင်သူကညင်းပဲကိုလင်းနဲ့လားဘာလားလို့မေးနေလို့ Franchi နဲ့စိတ်ပတ်ပေါ့နဲ့ငါကနေကိုအကုန်ဖွင့်ပြောရအောင်။ငါတို့ကဖင်ချင်းစာမွာတွေလားလို့မပြောစဘူးနှုတ်ကြမ်းမိသွားတယ်။တေဘေးကသွက်လာတဲ့ Huey ကတော့စေးအောင်ကိုသွားပြီးသူ့ ဖခင်ကိုသွားတွေ့တော့အခန်းမှာသူ့မိကိုတွေ့တော့ဆဆချင်းဒေါသတွေကိုပုံချမလို့ပါပဲဒါပေမဲ့တေဘေးကလည်းတီတီလေးလွတ်လာသူပြီးပြီးအရင်စိတ်ထားတွေမလို့စေပြောင်းသွားပြီဘာကြောင့်ငွေကလေးကစုခွာသွားတာလဲလို့အေးစစ်စစ်မေးလိုက်ပြီးတယ်ဒီတော့မှသူ့မိကဟိရီကိုမွေးပြီးတဲ့နောက်ပိုင်းစိတ်ကြဝေဒနာနဲ့ယုံကန်နေရတဲ့အကြောင်းသူ့ကိုတမင်စုခွာခြင်းနာမဟုတ်တဲ့ပြင်နှစ်ပေါင်းများစွာပြန်လည်ဆက်သွယ်ဖို့ကြိုးစားခဲ့ပြီးမယ်ယောဂါကသူ့လူကိုမလိုက်ဒါကြောင့်သူကကာဝတ်ဒီမှာတွားကတယ်အီရက်တောင်ကိုတက်တယ်သူစိတ်တူကူစားနေခဲ့ ဲ့တာလို့ရှင်းပြပါပဲ။ကားမီနောက်အခုလိုပြန်လဲ neutralizer မှာဝေချာနဲ့သူ့မိတ်ဆွေ Joe Kasla ကတော့စကားများနေကြတယ်။ Joe ကစုတွေကိုသတိလက်စင်မဲ့ဆေးတွေပေးလိုက်ပြီးမဲ့ဝေချာကအလုပ်ကိုပြီးအောင် မလုပ်မူလအစည်းအဝေးက Ryan ကိုသတိမေ့အောင်လုပ်ပြီး Melody နဲ့ပေါင်း Ryan ရဲ့အုံနောက်ကိုစက်ရိုင်းတွေရှင်းဖို့ပါ။အခုတော့ဝေချာက ကလေးက7နှစ်ပဲရှိသေးတယ်ဆိုပြီးညှာလိုက်တော့ Joe Kasla စိတ်ဆိုးနေတယ်။ ဒီမှာဘောချာမေရိုင်းရဲ့ကိုဟ ோம் လန်ဒါလို့မဖြစ်အောင်လေ့ကျင့်ပင်းပလားဒါမှမဟုတ်ရှင်းပြမလားဒါပဲတွေးလို့ခက်တင်းတင်းပြောလိုက်ပါတယ် sister ဆက်ရှော sofa ပေါ်မှာပုပ်ပူကြီးထိုင်ပြီးစက်သွန်နီကျော်စားနေတော့ပတိရောက်ချပါတယ်။တဲပေါက်ကြတဲ့ကိစ္စသူနဲ့မဆိုင်ဘူးလို့လာပြီးရန်တွေ့တာပါ။ sister ကတော့ခဲခုံးပလန်တာကြောင့်စားကျင်တိုင်းစားခွင့်မရတဲ့တတိကူစီနင်းရနဲ့ကြော်ထားတဲ့စက်သွန်နီကျော်စားကျင်ကလာလို့ပြောလိုက်တော့တတိစိတ်ထားရင်းနူးညံ့သွားတယ်။မုတ်စားရင်ကနင့်ကိုရုပ်တမာလို့ထင်ထားတာအခုတော့နင်းကထာကြတာပဲလို့ရှီဘဝမှာပုံစံဖြစ်နေတဲ့ sister ကိုတတိကစစ်ပြင်းကြီးစကားပြောလိုက်ပါတယ်။ဟိုကလည်းနင်းကလမ်းပါတယ်လို့ပြန်ပြောတယ်။ဒါပြ ြင်ရေဝဲမှလိုပဲပတိမကူပတိပုတ်တပြန်လုတ်တယ်ဒီတော့နေောက်သားသွေးတွေစုလာပြီးစူပါနေောက်ချစ်ဂျီဝါမြောက်ဘူးဖြစ်သွားပါတော့တယ်တက်သွန်နီကျော်ဖေးပါသွေးစွနေတဲ့စကူဒရိုက်ဘာတစ်ချောင်းကိုတော့တတိပတိပထားမိလိုက်ပါဘူး မြစီဆုံဆုံနဲ့တယောက်တည်းထိုင်နေတဲ့ဟုံးလန်တာရှိကလေဝှချစီကလေပြလာတဲ့ရိုက်ရင်ဖြတ်လျှောက်ပြီးဝဲလာတယ်မင်းဖယ်ရီသွားနေရတယ်ကိုနီကျုံးမှာဟော့တော့သွားစားနေတာလို့လိမ့်ပေမဲ့ဝှချရဲ့နတ်မင်းစီကလေရနေတယ်ကွာလို့စူပါဖတ်ကင်စွန့်ပြလိုက်တဲ့ပြင်မင်းမှာအိမ်ရှိတယ်အဖေရှိတယ်မင်းလိုချင်တာငါအကုန်ပေးထားတယ်ဒါတော့မှမလုံလောသေးဘူးလားလို့မချစ်တဲ့ကဲအော်ပြလိုက်တယ်ဒီရောမှရိုင်ရင်ကဟုတ်တယ် ဝချိုင်းနောက်ဆုံးအချိန်တွင်မလို့သွားထွက်တာလို့ဝန်ခံလိုက်တော့ဟုတ်မလန်တာပူပြီးဒေါသထွက်သွားတယ်သူ့သားကိုအမုံခြေချင်လောက်အောင်ဖြစ်သွားပေမဲ့အနာကကြိမ်မှန်ကူပဲတစ်ပေါင်ရိုက်ခွဲမိသွားတယ်ဘာလို့လို့သားနဲ့ဆိုရင်သူ့မှာကြာရှုံးသူဝချာက အနိုင်ရသူကြီးပဲဖြစ်နေပါတယ် ရရန်သူ့ခိုင်တဲ့ကိုထွက်ပြေးဟုံးလန်တာတယောက်ထဲကြံနေချိန်မှာခေါ်တန်ကြားလို့တွားကြည့်လိုက်တော့အကွဲနေတဲ့မှန်တဲ့ကသူ့ကိုဝါးတွေကလန့်ခေါ်လီကတွေ့လိုက်ရတယ်။မှန်ဝက်တချက်စီတိုင်းမှာဟုံးလန်တာတယောက်စီရှိနေတယ်။သူတို့တဲကတယောက်ကဟုံးလန်တာကိုစိတ်ထိန်သိမ့်တယ်။သူ့သားကိုဒီလိုဆက်ဆံတာမှားတယ်လို့ပြောတယ်။တချို့ကတော့သူ့ကိုဒီတဲ့ပူကြီးကျမ်းဘူးမြောက်ပေးတယ်။ Miss Starlight ကိုဝှချကူပါရှုံးနေနေပြီးကိုကလေးတယ်။မင်းကအခုချိန်ထိအချစ်ခံနေနေတော့ပဲလို့စကနာထိုးတယ်။ဒါတွေကပြော့ညံ့အောင်လုပ်နေတာလို့ဟောက်တယ်။ နောက်ဆုံးမှာအချစ်ခံခြင်းစိတ်နဲ့လူသားဆန်ခြင်းစိတ်ကိုဖျောက်အစနေရာကိုပြန်သွားလို့အမိန်ပေးလိုက်တော့ဟုံးလန်ဒါရဲ့ရင်ထဲမှာဟုံးငယ်ရဲ့ကသူ့ကိုသိတ်ကြောက်လန့်နာကျင်စေခဲ့တဲ့လူဝဆာနဲ့လောက်ရတွေပြည့်နေတကားမီဒီချက်ကိုပထပါဦးဆုံးအချိန်ပြန်လဲနေအောင်သွားပါပဲသူလူလောကထဲကိုရောက်ခါစားအဲ့ဒီချိန်တော့ကဒီတကားနေရဲ့နောက်ွယ်မှာသူဘာတွေကြုံတွေ့ခဲ့ပါသလဲကြည့်ရှုနားဆင်ပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်